နာနာဘဝမကျွတ်မလွတ်တွေကိုရှင်ပြုတ်ပေးခဲ့တဲ့ဘကောကထူးဆန်းသောရှင်ပြုတ်ဝင်တို့ကြောင့်တရေသစီတွေကိုရှင်ပြုတ်ပေးတဲ့ပွဲကတော့ဘကောတိုင်းမိုးညုံမြို့နယ်ကလက်ပံတော်ကျင်းရွာမှာဖြစ်ပျက်သွားခဲ့တာပါတရေသစီနာနာဘဝတွေကိုရှင်ပြုတ်ရယ်ဆိုတာကတချိန်တခါတော့မှအရင်တော့ကမကြောက်ဘူးတဲ့ကိစ္စတစ်ခုပါဒါကြောင့်လည်းအင်တာနက်ပေါ်မှာတော်တော်လေးကိုလူပြောများနေတာဖြစ်ပါတယ်အဲ့လိုကျင်းပတာကလည်းတရေသစီနာနာဘဝတွေကအိမ်မက်ပေးလို့ဖြစ်ကြောင်းသိရတာပါအစောပိုင်းမိုးညုံညုံနဲ့လက်မှန်တော့ကြီးရွာမှာရောင်းစီတီထိတဲ့မွဲနဲ့ဖျားမွဲကျစ်ပနေရဖြစ်ပါတယ် ဒီတော့အချိန်မှာဖျားထင်းတော်တင်တဲ့အလှူတိုင်းကမှယောမရှိတဲ့တိုက်တင်နဲ့မကျွတ်မလွတ်သေးတဲ့တရင်ပိတ်တာနနာပေါ်ဝါတွေကသူတို့ဟာကျွတ်သွတ်သွားချင်တာကြောင့်သာသနာပေါင်းနဲ့ဝင်လို့ကြောင့်ဒါကြောင့်သူတို့အတွက်ဖျားထင်းတော်တင်ဝင်မှာသူတို့အတွက်ရှင်ပြုလူပွဲလေးတစ်ခါလေးလုပ်ပေးပါဆိုပြီးတောင်းဆိုခဲ့ကြတာပါ။ဒါကြောင့်လည်းလက်ပံတော်ကြည့်ရမှာတရဲတစေရှင်ပြုလူပွဲလို့ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။တရဲတစေလူပွဲကတော့အာမန်ရှင်ပြုဝဲစစ်လို့ပဲလူတွေကိုကျွန်းဝေးလူရန်တာရေစံချတရားနာတာစသဖြင့်စုံလင်စွာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ မောင်ရှင်လောင်းကိုစမ်းချတဲ့အခါမှာစနီးမောင်နှံတွေကတကယ်မောင်ရင်လောင်းတွေကိုစမ်းချတယ်လို့တပတ်ခံကနောက်ထပ်လူတယောက်ကကောင်းရည်တလိုမျိုးပုံစံမျိုးနဲ့ဘယ်သူမှမရှိပေမဲ့တကယ်လူတယောက်ရှိနေတဲ့ပုံစံမျိုးနဲ့လုပ်ပြရတာဖြစ်ပါတယ်။ဒါကလည်းတင်းရဲနာနာဘဝအစ်စ်တွေရှိနေလို့ယုံကြည်ကြတာကြောင့်အဲဒါကြောင့်ကော်ရုပ်တွေကိုတကယ်မောင်ရင်လောင်းပုံစံမျိုးတင်ကန်းစီးပေးလိုက်ခါအမှုမောဒနာတရားနာပြီးတော့ရေဆက်သွန်းချအမြတမ်းပေးဝင်လိုက်တာဖြစ်ပါတယ်။